Do call a clay lay in my sin way trace a bad and she and the 24နာရီတော့ဒါမေလာလည်းအရှိမထွက်ခဲ့တဲ့ကိုပိုင်ချင်းအစ်စ်လေးတော့ရှိတယ်ဒါပေမဲ့ပြစ်သက်တွေနည်းနည်းလေးတွေတော့တိတယ်လို့လို့မတိတယ်လို့လေးဖြစ်တာပေါ့နော်ဒါပေမဲ့ဒီ24နာရီတစ်ချင်ကကိုဆွဲအောင်ရေးပေးထားတဲ့တစ်ချင်လေးအဲ့တစ်ချင်လေးကိုမေလာထုတ်လိုက်တယ်ပေါ့ Monday night my way way quay I'm on a charming clay la la you must say boo dee တက်လေးနဲ့ပြန်ပြီးတော့လာတော့ဝမ်းသာပါတယ်မဟုတ်ရင်မေလာကိုအမြဲတမ်းတည့်ရမလားအဲ့လိုပြန်ဆိုတေးတွေပဲဘာညာဆိုပြီးပြောနေကြတာလေအရင်ပြန်ဆိုတေးဆိုတော့ကြိုက်တဲ့လူတွေကလည်းအဲ့လိုအတန်ကိုပဲကြိုက်ကြတယ်ဒီဘက်ခစ်ဆိုရင်လည်းဒီဘက်ခစ်ကိုကြိုက်တဲ့ပရိသတ်တွေရှိရယ်ဆိုတော့နောက်ပိုင်းလဲအဲ့လိုထပ်ပြီးတော့အဲ့လို balance လေးမျှအောင်လို့ဆိုသွားဖို့ရရှိပါတယ် ဒီအစိတ်သိဝိုင်းဇလန်လွဲလေးမှာတော့မေလာအလိုခက်မမိုက်ကောင်မလေးတယောက်အနေနဲ့ပေါ့နော်အလို DJ တီးရဲ့ကောင်မလေးတယောက်အနေနဲ့တွေ့ရမှာပါဟုတ်အပြင်ကနေတော့အရန်ကြော်ချမှုရှိပါတယ်အိနှီရှာရတာစာတော်တော်ခက်ခဲပါတယ်စီးနေရလည်းအများကြီးဆိုတော့လေတော်တော်လုံးရှာလိုက်ရပါတယ်စဉ်းစားလည်းမလို့မှအကြောင်းတော့ character ကလည်းနည်းနည်းကြီးကန်ကန်ပုံစံမျိုးလေး DJ လည်းတီးတယ်နောက်ပြီးဘသူနဲ့မှလည်းကိုကတိတ်မတဲတဲ့ကြီးကန်ကန်လေးဆိုတော့ကြီးကန်ကန်ပုံစံလေးဖြစ်အောင်တော့ဖမ်းပြီးတော့ဝေရမှာဆိုတော့လေတက်တူးလေးတွေအစားလေးပြင်ဆင်ထားပါတယ်မေလာကတော့အဲအဲ့လိုပေါ့ကိုကောင်းမြတ်ဆန်ရော အဲဖုံးမင်းနေရောထင်ပါတယ်ဘာလို့လဲဆိုတော့နှစ်ဖက်ကို question ဖတ်ရမယ်အနေထားလေးမှာနည်းနည်းရှိရဲဆိုတော့အပြင်မှာဘယ်လိုပြောပြရမလဲဆိုတော့အပြင်မှာ DJ set ကဝယ်ထားတာတနည်းနှစ်နှစ်လောက်ရှိပြီတခါမှမတီးပြဖက်နဲ့အိတ်ထဲမှာပဲရှိနေရပေါ့เนาะအခုဒီကားလေးရိုက်တော့ထုတ်ဖြစ်သွားပါတယ် ်2025မှာတော့မေလာဟိုပေါ့နော်အဆိုပိုင်းလည်းပါမယ်နောက်တရုတ်ဆောင်ပိုင်းလေးလည်းပြိတက်လေးတွေနည်းနည်းလေးချပြခြင်းလည်းပေါ့နော်အဲ့တော့ထွက်လိုင်းလည်းအားပေးပါလို့မေလာရိုက်ထားတဲ့ဇာတ်ကားလေးလည်းအခုချားရဲမှာဆိုလင်းကားကားလောက်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါလေးတွေကမထွက်သေးဘူးပေါ့နော် application အနေနဲ့အဲ့လိုမျိုးပဲလာမလားဒါမှမဟုတ်တခုအတိတ်အနေနဲ့လာမလားဆိုပြီးတော့လည်းမသိသေးဘူးပေါ့နော်အဲ့တော့ထွက်လို့ရှိရင်တော့အားလုံးအားပေးကြပါလို့ပြောချင်ပါတယ်ဇလန်ရန်အနေနဲ့ဆိုရင်တော့ဒါကတော့အဲဒါမေလာရဲ့ဒုတိယမြောက်လို့ပြောရမှာပေါ့ဟုတ်အဆိုပိုင်းကတော့မေလာတို့ကသချင်းဆိုလို့ခေါ်လို့ရှိရင်ကိုသချင်းလေးတွေကိုဆို ပြီးတော့ပြီးသွားပြီလေအဲ့တော့ကြာချိန်က2နာရီလောက်ပဲကြာတာဟိုတရုတ်ဆောင်လာကြတော့ မှုသွင်းရတယ် dialogue တွေဖတ်ကြတယ်နေ့တိုင်းဇလန်းတွဲဆိုပို့ဆိုတာပေါ့တလားလောက်ကြာတယ်ဆိုတော့နည်းနည်းတော့မှုဟိုဟာပို့ character မိအောင်တော့ပို့ပြီးကြိုးစားတာပေါ့အစောရေးတော်တော်များများနည်းနည်း free ဖြစ်တာများတယ်ဆိုတော့ character တစ်ခုစီးမျောဖို့ကတော့နည်းနည်းလေးခက်ခဲတယ်ဟုတ်အဲ့လိုမနှက်ထဲကအလုပ်ကရှိနေတော့လေအဲ့လိုပြင်းစီမရတော့ပေါ့တချင်းဆိုတာကြာမေးလာတော့ညဘက်ပို့ဆိုရတာများတော့မနှက်ပိုင်းဆိုနည်းနည်းပြင်းတာပေါ့နော်အဲ့လိုလေးရှိတော့ဒါကြတော့နှစ်ခုအဲ့လိုလေး balance ပြောင်းလို့သွားတဲ့ခါမှာပြင်းချိန်မရှိတော့ဖုန်းသုံးချိန်လေးညော့သွားတော့ညလုံးလေးလည်းနည်းနည်းကောင်းသွားတယ် မေလာအတွက်ကတော့အမှန်တမ်းပြောရင်ရုပ်ရှင်ကားတွေကငငယ်လေးတွေကမွေးကလေးကကြည်လာရဲပဲပြောရမှာပေါ့နော်အဖွားတို့ကရုပ်ရှင်အရန်ကြည်တော့လေအဲ့တော့အဲဘသူဆိုရင်ဘသူ item ဘသူဆိုတာဘသူ item ဆိုပြီးဖမ်းမိနေတော့ဟာတရကအရန်ကြည်ပြတာများတော့ဟာတရဆိုမေလာအတွက်ကအရန်ခက်ခဲစရာသိပ်မရှိဟိုရတယ်ဟုတ် Do call the clay lay she my sin way tray say goodbye tan chi ya di but they night my way way quay i'm on the charm clay la la chu my say boo di 14နှစ်ရတော့ဒါမေလလည်းအရှိမထွက်ခဲ့တဲ့ကိုမချင်းအစ်စ်လေးတော့ရှိတယ်ဒါပေမဲ့ပြစ်သက်တွေနည်းနည်းလေးတွေတော့တိတယ်လို့လို့မတိတယ်လို့လေးဖြစ်တာပေါ့နော်ဒါပေမဲ့ဒီနော်14နှစ်ရတဲ့တချင်ကကိုဇွဲအောင်ရေးပေးထားတဲ့တချင်လေးအဲ့တချင်လေးကိုမေလထုတ်လိုက်တယ်ပေါ့အဓိကကောင်မလေးပို့ပြီးစော်ကြရဲဆိုတော့ तू तू ခေါ်တာကလေးလေးရင်မဆင်းနှွေးထွေးစက်ကဘာတိုင်းချစ်ရသည်ဆိုတော့အဲကောင်မလေးပို့စော်ကြရများရဲဆိုတော့ TikTok မှာဆိုအများနဲ့ရှင်းတိုင်းအားလေးပြောတော့ဘာပဲပြောလေ2025မှာအဲ့လိုလေး အချင်းအစ်စ်လေးနဲ့ပြန်ပြီးတော့လာတော့ဝမ်းတာပါတယ်မဟုတ်ရင်မေလာကိုအမြဲတမ်းတည်ရမလားအဲ့လိုပြန်ဆိုသေးတယ်ပဲဘာညာဆိုပြီးပြောနေကြတာလေအရှိမလည်းထွက်ထားရေကိုပိုင်ချင်းလေးတော့ရှိပါတယ်ဒါပေမဲ့24နာရီလေးကပို့ပြီးတော့လူတိသွားတယ်လို့ပြောလို့ရမယ်ဟုတ်တယ်အဓိကဒီသချင်းလေးကမြူးတဲ့သချင်းလေးဆိုပေမဲ့အဲနည်းနည်း vibe မတူတဲ့ပုံစံမျိုးလေးသွားတာဆိုတော့မေလာ music video အစအသူများအရာပြောကြတယ်ဟဲ့ဘလို့ရိုက်ထားရလဲပေါ့တကယ်တော့မဟုတ်ဘူးမေလာအဲ့လိုပေါ့ယောက်ျားလေးတယောက်ကိုဆွဲလန်းပြီးတော့ယူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးအဆွေးအဲ့လိုတည်ရမလားဘူပြီးတော့ရှောက်သွားတဲ့ပုံစံမျိုးရိုက်တာဆိုတော့ music video ကအစနည်းနည်းအဲ့လိုမျိုး စိတ်မမှန်တဲ့ပုံစံမျိုးလေးရိုက်ထားတဲ့အတွက်ကြောင့်မလို့တချင်းဆိုတာကိုလည်းအဲ့လိုပြင်းပြင်းလေးပဲဆိုထားတယ်။တီးတာကလည်း music လေးကလည်းအဲ့လိုပြင်းတဲ့သဘောလေးဆိုတာဒါတချို့ကကြာတို့ပြောကြတာပေါ့နော်။ဟာဘာလို့အဲ့လိုလှုပ်ထားရလဲပေါ့။တကယ်ဆိုသူခေါ်တာကလေးလေးသူများကြာအဲ့လိုလေးဖြစ်စေချင်ကြ။ကိုကတော့ပုံစံလေးမတူအောင်လို့အဲ့လိုအပြင်းအထန်လေးနဲ့တမင်တသက်လေးဆိုလိုက်တာပါ။အဲ့တော့အရင်ပြန်ဆိုတေးဆိုရဲကြိုက်တဲ့လူတွေကလည်းအဲ့လိုအတန်ပဲကြိုက်ကြတယ်။ဒီဘက်ခစ်ဆိုရင်လည်းဒီဘက်ခစ်ကိုကြိုက်တဲ့ပရိသတ်တွေရှိရဲဆိုတော့နောက်ပိုင်းလဲအဲ့လိုထပ်ပြီးတော့အဲ့လို balance လေးမျှအောင်လို့ဆိုသွားဖို့ရှိပါတယ်။အဲ့လိုတချင်းအစ်စ်လေးလည်းအများကြီးရှိပါတယ်။အဲ့လိုတောင်ပေါ်သားကိုကျူးထားတဲ့တချင်း င်းလေးတွေတော့အဲ့လိုမျိုးလေးပေါ့နည်းနည်းအဲ့လိုချစ်တာတို့မေတ္တာလေးတို့အခုကတချင်းနဲ့ပတ်သက်ရင်ကမလေးကောင်းလေးကပူပြီးကြိုက်ကြအများကြီးလေတချင်းကိုအပျော်တချင်းတက်သူတို့ကအဲ့လိုမျိုးလေးဆွေးရပြီးတော့ခံစားရပြီးဆိုတိတ်ကြိုက်တော့အဲ့လိုလေးဆိုရင်ထွက်ဖို့ရှိပါတယ်ဟုတ်အမှတ်တရတော့အများကြီးဖြစ်ပါတယ်တော်တော်များများလေးတိကျရတဲ့အတွက်ကြောင့်မလို့2025မှာမိလာရဲ့တချင်းအစ်အမှတ်တိုင်လေးတစ်ခုအနေနဲ့ရှိပါတယ်အဲ့တော့ရုပ်ရှင်နဲ့ပတ်သက်ရင်လည်းအဲ့လိုအမှတ်တိုင်လေးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့စူးစမ်းနေပါတယ်ဟုတ်